ားလုံးမင်္ဂလာပါခင်ဗျာ listeners heaven channel မှာကြိုဆိုပါတယ်ကျွန်တော်ကတော့စာဖတ်သူသူရတင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရသပင်ဝတ္ထုတွေမှာဝတ္ထုတို့တပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရသပင်စိန်ပွဲစားကြီးဦးသက်ဤတိုက်ရှိတွင်အသက်30ခန့်အစိုးတောင်ရှိရင်စေပိုးတိုက်ပုံအင်းကြီးရွှေကိုင်းမျက်မှန်ဘဝအုပ်ပေါင်း ကျန်ရည်ရောင်ကလေးပါဖနှစ်နှစ်လူရွယ်တယောက်က အစီကံတူတူတူအားတစုံတရာကိုမေးမြန်းနေဟန်ရှိလေတယ်။အချိန်ကနနက်9နာရီခန့်ဖြစ်ရာမကြာမီအတွင်းတန်တကားများဖွင့်ပြီးနောက်အဆိုပါလူရွယ်လဲတိုက်ခန်းတဲ့သူဝင်ရောက်သွားလေတယ်။စွကျဲအင်ဂျီခြေလုံးကွင်းနဲ့ညနေတုပ်ပွားလေပင်တွေပတ်ထားသော အသက်40ကျော်50နီးပါးခန့်လူကြီးတယောက်ကလူရွယ်အား ခြေဆုံးကောင်းဆုံးကြည့်ရှုအခဲခိုက်ရင်းထိုင်မှထိုင်မှဘာကိစ္စနဲ့ကျုပ်ကိုတွေ့ချင်ပါလဲလဲတက္ကလက်ရင်ပုံအချိန်ပစိုးတောင်ရှိရှူဖနက်ပဝါစကောင်းကောင်းနှင့်24လက်မှ အကြီးချယ်ထားသော တိုင်နိုင်ရန်ရှိအသက်40အရွယ်တပုံကစည်းကြိုနှုတ်ဆက်နေရာပေးနေသော လူကြီးရဲ့မျက်နှာနှင့်တထထဲတူ၍လူပကတိကအနေငယ်အိုမင်းချင်းသာအနေငယ်ကွာခြားလေတယ် တွေ့ရှင်တဲ့ကိစ္စကလေးတခု ရှိလို့ပါခင်ဗျာမန္တလေးက ထိတ်တင်ကြီးဆိုတာကျွန်တော်ပါပဲနာမည်ကို ကြားဘူးမှာပေါ့ဟုတ်ကဲ့ကြားဘူးပါရဲ့လူကိုတော့တကားမှမမြင်ဘူးပဲဘူးအခုရန်ကုန်မှာမင်းသမီးကြီးနေရွာဆန်နေရှာတယ်အစိုးရကလည်းငွေ200လေးထောက်ပံ့လို့အခက်ကြုံနေရပါတယ်ထို့အခါလူကြီးကမျက်နှာအနှဲငယ်ပြည့်၍သွားပြီးမှလူရွယ်မရိပ်မိဘူးအထင်နဲ့ပြင်းပြန်စွာအင်ဒရီဆယ်ပြီးလျင် ဩဩဟုတ်တယ်မင်းမမီးကြီးနဲ့ရွာဆမ်းပြီးတိတ်ပြီးတနာစရာကောင်းတာပဲပစ္စည်းကြီးဆိုလို့လည်းဘာမှမကြံရရှာဘူးတဲ့ဟုတ်ယူလားခမညာကျွန်တော်မေတော်ကြီးပြောပြချက်အရာဆိုရင်နန်းတွင်းပစ္စည်းအချို့ရှိတယ်ဒါရီထုခွဲရောင်းချစားတောင်းနေတာ နောက်ဆုံးဗရမ ्या လက်စွပ်တကွင်းသာရောင်းချတန်ကို မကြားရဘူးတဲ့အဲ့ဒီဗရမ ्या ကတိတ်တော့အဖို့မတန်ပါဘူး၂000လောက်ပဲတန်တယ် 2000ဆိုလဲခုခေတ်ထဲမှာနည်းတဲ့တန်ဖိုးမှမဟုတ်ပဲအမောင်။ဒါနဲ့ကျွန်တော်လဲကြီးငန်းရလို့လိုက်လာတော့မင်းသမီးကြီးရဲ့သမီးတော်ထိတ်ခေါင်ကလေးကမောင်တော်ဒါပဲရှိတယ်။ထုတ်ခွဲပေးပါဆိုပြီးအဲ့ဒီလက်စကိုထုတ်ပေးရှာတယ်။ရှက်လဲရှက်ပါရဲ့ကျွန်တော်တို့မှရွှေကဲကြောက်ကဲမခတ်တတ်ပါဘူး။စင်စစ်တော့အဲ့ဒီဗရမများဟာအစ်စ်မဟုတ်တော့ဘူး။အတုလိုပဲပြောကြတယ်။ဒါပေမဲ့အကြောင်းကောင်းလို့ ဦးမင်းကိုအခုလဲပြကြည့်ရပါပဲ။ဂရီဘာအိတ်ကလေးတစ်ခုကို ထုတ်ပြီးလျင်ထိုအိတ်ထဲမှဂုံးနှစ်ထွေ၍ထားသောပရမလက်စကိုထုတ်၍ပြလေတယ်။ဦးတကပရမလက်စကို မင်းတိုင်းကြီးတာမန်မျှကြည့်ပြီးလျင်ဟုတ်သားပဲမောင်။ဒါဟာပြင်သစ်ကြောက်ပဲဖြစ်မှဖြစ်ရလေ။ဘယ်နည်းနဲ့ဒီလိုမှားပြင်ရတာလဲ။ဒီလိုခမရတနေ့တော့မင်းသမီးကြီးနှဲ့ရွာမလာခင်မှာ ငွေရေးကြည့်ရကြတယ်လို့တူတော်မောင်မောင်ကိုကိုအထုတ်ခိုင်းပါရောအဲ့ဒီမောင်ကိုကိုက သူ့အသည့်စိန်ပွဲစားကြီးတယောက်ကို ရောင်းပေးပါဆိုပြီးအတတဲ့နှစ်ရက်လောက်ကြာတော့စိန်ပါဘူးများကတထောင်သာပေးတယ်ဆိုတာကိုဒီတော့မင်းသမီးကြီးကငတ်သေးပါစေမတက်မဆမရောင်းနိုင်ဘူးပြန်ယူခဲ့ဆိုပြီးတောင်းစီတော့ပြန်ရတာပါပဲဒီတော့လဲသူတို့ဟာဗရမယအစ်စ်ပဲလို့မှတ်နေကြတယ်တခုထူးတာက မောင်ကိုကိုဟာသူ့ရဲ့စိန်ပွဲစားကြီးကိုအယုံလွန်ပြီးအလန့်ထားပါလေရဲ့မောင်ကိုကိုမကြမီမိရထားကြိတ်ပြီးတေရှာတယ်။မောင်ပြောတာဥနားမလဲဘူး။ဘယ်နဲ့မိရထားကြိတ်။ကျွန်တော်တွေးထင်မိတာကတော့အဲ့ဒီစိန်ပွဲစားကြီးဟာမင်းသမီးကြီးကသူ့လက်စွပ်မူမှန်မဟုတ်ကြောင်းသိတဲ့အခါမောင်ကိုကိုရဲ့အစီရင်ခံချက်အရာအမှုပေါ်မှာဆိုတော့မောင်ကိုကိုကိုယထားနဲ့ကြိတ်တက်လိုက်တယ်လို့ယူဆတာပဲ။ဘယ်နဲ့ မောင်စကားဆန်းလာကြည်လားရထားဟာမော်တော်ကားလိုမှမဟုတ်တာပဲဒီလိုပေါ့မောင်ကိုကိုကိုမျှခေါ်ပြီးတုံးနဲ့ရိုက်သက်အချိန်မတော်ပြေးဝင်လာတဲ့ရထားလမ်းပေးချနောက်ဆုံးရထားကြီးသေးတာပေါ့ဗျာမောင်ကိုကိုအပ်ထားတဲ့စိန်ပွဲစားဆိုတာဘသူရဲ့လေအမောင်ရဲ့ရန်ကုန်မှာစိန်ပွဲစား50လောက်ရှိကြပဲဘယ်သိမလဲမောင်ကိုကိုကမင်းသမီးကြီးကိုသာ ပြောခဲ့တာကိုမင်းသမီးကြီးက ဘသူမှပြန်ပြီးမပြောဘူးလက်စွပ်အစစ်မှန်မဟုတ်မှန်းသိရတယ်။သူနဲ့ရွာလာမှဆိုတော့ခက်သားပဲ။လူရွယ်ကဥသက်ကိုအ깨ခတ်နေလေတယ်။ဥသက်ရဲ့မျက်နှာမှာပထမတွင်တီလူစုံအမူအရာဆောင်းလေရာမှနောက်ဆုံးစိတ်အေးတလူအမူအရာပြောင်းသွားလေတယ်။ဒီစင်ပွဲစားဟာရက်ဆက်ပါတယ်ဗျာ။နိုင်ငံကြီးတစ်ခုလုံးသူများလက်အပ်လိုက်ရပြီ။အသက်နဲ့တီနေစဉ်စင်းတောင်စင်းရဲ့ မဝရေးစာစားတော့ကြရကွယ်လွန်ပြန်တော့လေတာမညအယတားလောင်းမှ အလောင်းကိုလှအောင်မစင်နိုင်ခဲ့ဘူးဒီအထဲမင်းဆွေမင်းမျိုးအပေါ်ကပစ္စည်းကိုလိန်ပြီးယူရက်ကြတယ်ဟုတ်ပါမောင်ဟုတ်ပါမောင်သိပြီရက်ဆက်ကြတဲ့လူတွေပဲဦးရဲ့စိတ်ထဲမှာအဲ့တလိုလိန်တဲ့သူတွေကို တကယ်ရက်ဆက်တယ်လို့ထင်ပါသလားဘယ်နဲ့မောင်ဒီချက်ရက်ဆက်တာဘယ်မှာရှိသေးတော့လို့လဲဒါဖြင့်ရင်ကျေးဇူးပြုပြီး အဲ့ဒီလက်စကိုပြန်ပေးပါခမရဘယ်နဲ့ပြောရလဲအမဘယ်လက်စလို့လဲဟိမှထွက်လိုက်လူရွယ်လေးအပြုံးမပြတ်အိတ်ထင်းမှခမင်းမင်းလက်တဝါးခန့်အရာတခုကိုထုတ်ပြခြင်းခမရနဲ့ကျွန်တော်နဲ့တုံးတောင်လောက်กว่าတယ်ဒီကမောင်းကိုဖြုတ်လိုက်ရင်ခမရပိုက်ပေါက်ထွက်ပြီးဟိုနေရန်ကအယုတ်ကားမှန်ပောင်းတော့ကွဲသွားအောင်မယ်လူကြီးကရုပ်ရည်တန်တန်စကားပြောလေလေအေးသမ ्या နဲ့ရင်ဆိုင်တွေ့နေရသဖြင့် အသားများတုံ၍နေလေတယ်။အကျံအမျိုးမျိုးထုတ်နေဟန်ရှိလေတယ်။လူချက်ကရခင်ဝင်းစကမူလာအတိုင်းမိတ်ဆွေတယောက်အနေဖြင့်ထိုင်နေခြင်း။ကျုပ်အိတ်ထဲမှာခြောက်လုံးပြူနော်။အများရှင်မကို အိတ်ထဲကချိန်ထားတယ်။ဂျီဒီယာလာလောက်ရင် မောင်းကို အဖြုတ်လိုက်ပဲ။မောင်းရင်မောင်းအထင်မှားလို့ဖြစ်ပါလိမ့်မယ်။ဒီလိုပလောင်မလေးလှုပ်တတ်တာက ကိုမောင်ကလေးဆိုတဲ့စိန်ပွဲစားပါ။သူများစုံစမ်းပါအောင်။ ခမားကကျုပ်ကိုဘသူမှတ်နေတယ်လဲကျုပ်တက်ပြင်းထို့အခါလူကြီးရဲ့ကိုကအနေငယ်ကြွ၍ကြောချမ်းသွားသည်ဟုမှတ်ထင်ရလေတယ်။မောင်ကူကူနဲ့ခမားသားအဆက်အသွယ်ရှိတဲ့အကြောင်းကျုပ်စုံစမ်းပြီးဒီလက်စုပ်ဟာလေခမားအထုတ်ခဲ့လို့ခမားအိမ်မှာပဲတိန့်ထားလိမ့်မယ်ဆိုတာကျုပ်စဉ်းစားပြီးပြီးမောင်ထင်လွဲလို့ပါမရှိပါဘူး။ဟေးတာခိုင်းရေလူကြီးရဲ့အတန်ကကျဲလောင်၍လာတယ်။ချက်ခင်းမြည်သောအတန်နဲ့ လူကြီးရဲ့ပါဇက်မှတေပါပီပြဟုအော်သောအတန်ကမရှိမနှောင်းထွက်ပေါ်လာတယ်။သို့ရာတွင်တနက်ကြီးစံမှ လူကြီးရဲ့ခြေနှစ်ချောင်းကြားမှအဖို့ကိုသာ ဖောက်ထွက်သွားလေတယ်။ gain တာခိုင်ကိုတော်ရာခိုင်းနောက်ဘေးကဟာရီမထွက်စေနဲ့တူတူတုံတင်နေရာဦးသက်ကဆရာရဲ့အမိန်အတိုင်းနာခံရသောကလေးကဲ့သို့ဆရာခမားဟု ပေါ်ထွက်လာသောတာခိုင်ဆိုသူအား အပြင်သို့ခိုင်းလိုက်ရလေတယ်။တပင်းကဟန်မူရာမပြတ်ဧည့်သည်ရဲ့အသွင်နှင့်ပင် secret တလေးကိုဖွာရှာ၍နေလေတယ်။ဒီတနက်ဟာဂျာမနီက special ထုတ်ထားတဲ့ဟာအသက်မမီပဲလူအသက်ချွေနိုင်တဲ့တတ္တိရှိတာပေါ့။ဒီမှာတင်းထားတာလေ။ဩဒါထက်တင်းတင်းပဲမှာလေ။သူ့စပွဲကလေးမှာ စာကြည့်နေပါစေ။ဥတ္တကအံဩသောအမှုအရာနှင့် ကြည်ရှုနေလေတယ်။ကျုပ်သိရဲ့ဗျ။ ရန်ကုန်ကလူချမ်းသာတွေရဲ့နာမည်တာသမီအသက်အရွယ်ဒီလိုစုံစမ်းထားရတာပေါ့ကိုင်းခေါ်လိုက်ပါဆိုသဖြင့်ဦးသက်ကတင်းတင်းရေဟု ခေါ်လိုက်လေတယ်စိတ်နှက်ခံကလေးမတယောက်ထွက်လာရာတာသမီစာကြည့်ရှိတပြင်းနဲ့ဦးသက်ရဲ့နေထိုင်ပြောဆိုနေကြပုံမှာမိษွေတဦးနဲ့စကားပြောသည့်အတွင်မှအနေငယ်မြအခြေမပြတ်သဖြင့်မိဘကြောင့်ရှိအစီအကံများ အစီကံများနဲ့အတူစီမံနေသောဇနီးတင်များပါနနခင်းအတိုင်းအနေအထိုင်မျိုးဖြင့် AACC ရှိကြလေတယ်။တို့ကဲ့သို့ AACC ရှိကြသော်ဥတရေဝန်းတွင်၌ကမီးတောက်နေဟန်ရှိလေတယ်။ gain လက်စကိုယူချေဗျာ။ခမသမီးကို ကျွန်တော်နဲ့ရှစ်တောင်အကွာမှာထားရတာဟာတခြားမဟုတ်ပါဘူး။ခမလက်စော့ထားရမယူပဲဂျီဒီယာတာလုပ်ရင် တင်းတင်းကလေးအချောင်သေးရှာပြီးလို့မှတ်ပြီးတော့ ဟုတ်လားပြီးတော့ကလေးမကိုလည်းဒီကဘဲမှမထနိုင်လို့မှားထားခဲ့နော် သူပသာသူထလည်းကန်ဆိုးရှာမှာပဲဥသက်ကအနေငယ်တက်သားသောအမှုအရာဖြင့်ဟုတ်ကဲ့မောင်ကျုပ်သမီးရဲ့အသက်ကိုတော့ရင်မရှာပါနဲ့မောင်လူချင်းနဲ့လက်ဆော့ရပါစေမယ်ပြောဆိုကဒီကဘဲမှမသွားနဲ့နော် နေရာကလုံးဝမထနိုင်နော်မာကြပြီးလျင်နေရာမှထလေတယ် ဥတ္တကခင့်မိသူဖြစ်တယ်။အနောက်နိုင်ငံလူစုများအကြောင်းကိုလည်းကြားဖူးတယ်။တပြင်းလုပ်ပုံမှာအလွန်စိတ်ဆဲ၍မိမိလွတ်လပ်ခွင့်ရတဲ့အချိန်အတွင်းတစုံတရာမှားရင်ကတမိကလေးအသက်ထွက်တော်မီကို အလွန်စိုးရိမ်သူဖြစ်သဖြင့်ဇနီးနှင့်အစီအကံများအားလုံးဝအပြီမပေးဘဲလက်စွပ်ကိုအရာမယ်။သို့မဟုတ် အခြားတနည်းကြံရမီကိုလင်းမြန်စွာရရှိပြီးနောက်မောင်အတက်တည်နေပြီဖြစ်ဟာ လေးကန်လက်တာထဲမှာရှိပါတယ်။တော့ကအိမ်ပေါ်မှာမဟုတ်လို့အိမ်ပေါ်ထပ်တက်ပြီးတော့ယူပြရစီပြီးတော့လေးကန်လက်တာထဲကဖွင့်ပြီးမောင်စီယူခဲ့ပါမယ်။တော့လေကျုပ်မပိုင်မဲမလို့ဘူးဆိုတာတတိထားပါ။ဦးသက်ကစကားတခွန်မျှပြန်၍မပြောဘဲထွက်ခွာသွားလေတယ်။အိမ်ပေါ်ထပ်ရောက်သည့်နေ့တိုင်းနဲ့တယ်လီဖုန်းနားသို့ကပ်ခါကြောက်အားလန်အားအမှုအရာနှင့်ဟယ်လိုဟုတ်တယ်ကျုပ်စိန်ပွဲစားဦးသက်လေ ကျုံမှနိုင်ငံကျော်တခုကြီးတပြင်းအမှုကျန်းစီနေပါတယ်။သူတယောက်ထဲရဲ့တယ်လီဖုန်းတန်ရက်သွားနေတယ်။ချက်ချင်းလိုပင်ဦးသက်ကအင်နရီမပြတ်ဆင်းလာကမိခင်တတကိုဖွင့်ပြီးနောက်ငွေကြုတ်တစ်ခုကိုယူသွားကတပြင်းနေရာသို့လာခဲ့လေတယ်။တပြင်းကဂလင်ဟုတဲ့တဲ့မှတယ်လီဖုန်းတန်ကြားကလေးကဦးသက်ကအမှတ်မဲ့ပလိတ်ကိုတိုင်လိုက်ပြီးဟု တွေးတော်မိလေတယ်။ထို့အခါ၌ ိမိကနေရာမှ ထွက်သွားကလွတ်မြောက်နိုင်သေးတယ်။သို့ကြောင့်တွင်ဥဒအားတပတ်ပြန်ပြီးရိုက်လို့သေးသည့်အပြင်တာမညပလိများကိုလည်းအမှုမထားသောကြောင့်ဥဒရဲ့အကျံအစီကိုမတိတကဲသို့စီဂရက်တလေးညှိရင်းဆောင်ဆိုင်နေလေတယ်။ဥဒကငွေကြုပ်ကလေးဖြင့်ထွက်၍လာကတပြင်းရဲ့ရှိတွင်ငွေကြုပ်ကိုဖွင့်လေတယ်။တလဲသည့်အိတ်ကိုဖွင့်၍ကြည့်ရတကဲသို့ငွေကြုပ်အတွင်းမှညီဝင်းပြောင်းလက်သောလက်စကိုမြင်ရလေတယ်။ တပြင်းကလက်စုပ်ကိုကင်၍ကြည်ပြီးလျှင်မျက်နှာတင့်တင့်နဲ့ဒါခမရကျွန်တော်ကိုတပတ်ရိုက်တာပေါ့ဟုတ်လားကျုပ်ဟာဒီကြောက်ထမကတဲ့တိမ့်တန်ကြောက်တွေကိုကြည်လာတဲ့အကောင်ငမောက်တို့ကိုတော့မြင်ဘူးလားဆိုတာခမရမကြဘူးဘူးလားအဲ့လိုလိုကြောက်အကောင်းဆုံးတွေကိုအမြင်များလို့အထင်လွဲတာထင်ပါရဲ့မောင်မဟုတ်ဘူးခမရကျွန်တော်ကိုဒါနဲ့အချိန်ဆွဲပြီးပလိတ်ကိုခေါ်ထားတယ်မဟုတ်လားဥသက်က တပ်ပြင်းကတက်ခနင်းမှန်ရာကိုပြောလိုက်သဖြင့်အံအားတင်ရွေသွားလေတယ်။မောင်အထင်လွဲလို့ပါ။ဘသူ့ကိုခိုင်းရမှာလဲ။တယ်လီဖုန်းပေါ့။ကိုင်းလေ။ကျွန်တော်အကြောင်းသိရအောင်ပလိကိုစောင့်ရသေးတာပေါ့။ဟုတ်လားဦးသက်။ထိုးအခိုက်တိုက်ပေါ်မှခြေတံများကြားသဖြင့်တပ်ပြင်းရဲ့လင်းမြန်သောကိုကထိုင်ရမှထားလျက်ဗျုံခနေဆွဲကင်ပြုပြင်ခြင်းအဖြစ်ဦးသက်ကတပ်ပြင်းရဲ့ရှေ့ကရောက်နေတယ်။တပ်ပြင်းရဲ့နာမည်ကား ပလိများရဲ့ကောင်းတဲ့တွင် အထူးကြီးကျယ်နေသဖြင့်ပလိဌာနအုပ်တယောက် ရာဇဝတ်အုပ်တယောက်အမှုဒန်း၃ယောက်လာကြသည့်အနက်ဌာနအုပ်နှင့်ရာဇဝတ်အုပ်တယောက်မှ၆လုံးမြူကိုစီ အသင်ထုတ်ထားပြီးဖြစ်သည်ကို တွေ့ရလေတယ်။တပြင်းကလက်တစ်ဖက်ကဥသက်ရဲ့ပခုံးကိုကင်လျက်လက်တစ်ဖက်ကဥသက်ရဲ့ကြောကို၆လုံးမြူနှင့်တိရွေ့ထားပြီးလျှင်လေတံဖြင့်အမိန်ပေးရာဌာနအုပ်မင်းတို့ရဲ့ ရှိဖို့မတူးခဲ့ကြပါနဲ့ကျုပ်ကျောင်းမှာခြောက်လုံးမြူတက်ထားပါတယ်ကျုပ်သေးရပါလိမ့်မယ်တောင်းပန်ရှာလေတယ်ပလိမ်များကတပြင်းအားပစ်ချင်လျင်ဦးတက်ကိုပါရော့၍ပစ်မှဖြစ်နိုင်ရာများစွာအကြံအာ၍နေကြဟန်ရှိလေတယ်ပလိမ်များမှာ ရှည်လင်းမတူးနောက်လင်းမဆုတ်တာဖြစ်၍နေရာ ပလိမ်များတိုက်ပေါက်တွင်ပြူတစ်ပြူတစ်နေခြင်းမှ အနီးအနားလူများဝိုင်း၍လာကြလေတယ် ပလိများမောင်းနှင်တော်လဲခဏသာဖယ်၍ချက်ချင်းလိုပင် ရှိသူလူအုပ်ကြီးတိုးပြန်လေတယ်။ဌာနအုပ်ကတပြင်းနှင့်တိုက်ရာကတပြင်းရဲ့တနက်ကလူအုပ်ကိုထိမှန်ပြီးဆိုး၍အသုံးမချဘဲနေမိအပြင် လူအုပ်ကြီးပိတ်ဆိုခြင်းဖြင့်တပြင်းထွက်ပေါက်ကြံ့မြီတွေးတွန်းဟန်နှင့်လူ340ကို မမောင်းဘဲထားကြလေတယ်။အိမ်ရှိမှတယုံယုံအတန်နဲ့တင်တင်ကလေးအော်ဟစ်ခြင်းကြောင့်မိဘကြောင့်နဲ့အခြားကြောင့်နဲ့ အာဒီဘာသာနေကြသောအိမ်သားများကရှေ့ကန်းသို့ထွက်၍လာကြလေတယ်။တပင်းရဲ့ခြောက်လုံးမြူကလက်ထဲတွင် ပြောင်းနေအောင်ငဲသဖြင့်ဦးသက်အားတစ်ဖက်ကကြိုးကိုကင်၍တစ်ဖက်ကပခုံးကိုကင်ပြီးလျင် ပလိနှင့်တစုံတရာဖြစ်နေပြီကို တွေးတောနေကြဟန်ရှိသေးတယ်။တပင်းကအထူးရှေးဖွယ်မလို့ဤမြအချင်းအကြံမျိုးပွဲပေါင်းများစွာတိုးခဲ့ဖူးသဖြင့်ဦးသက်အားရှေ့ကထားလျက်တိုက်ပေါက်သို့တိုးလာရာ ပြည့်ကြပါနဲ့အမောင်တို့ကြုတ်သေးပါလိမ့်မယ်တီးခန့်ကြပါအမောင်တို့အော်ဟစ်တောင်းပန်ရင်းပလိန်များနဲ့ဤတစ်ထက်ဤကက်လာလေတယ်ပလိန်များလဲရှေ့မတိုးခဲ့နဲ့နော်ရှေ့တိုးခဲ့ရင် ပြစ်လိုက်မယ်ဘူရွေအော်တော်လဲတက်ပြင်းမှာဂယူးမဆိုင်တိုးမြဲတိုးလာပြီးနောက်ဥသက်ကိုရှေ့ကထားလျက်လက်ဆန်တားပြီးထားသောပလိန်များကိုဖောက်တိုးကဝိုင်းအောင်သောလူအုပ်ထဲသို့ဥသက်နှင့်အတူထိုးကျသွားလေတယ်။ လူများစုမှလည်းအကွဲကွဲ အပြားပြားပြေးကြရာပလင်များမှအခြားသူများကြောင့်တနက်ကိုအသုံးမပြုနိုင်ပဲနောက်ကသာပြေးလိုက်ကြလေတယ်။ခေါင်းပေါင်းမရှိ ပစိုးတောင်ရှိပိုဒီဘတ်တီနှင့်ပြေးလွှားနေသောတပင်းရဲ့ခြေအဟုတ်မှာအလွန်လှင်မြန်ရကားမကြမီပလိတ်နှင့်ဂိုက်တရာလောက်အကွာတိုက်တန်းနောက်ဖေးကြားတစ်ခုသို့တိုးဝင်ပြေးလေတယ်။ထိုအခါ၌နောက်ဖေးကြားတွင် လူရှင်းသဖြင့်တတိုင်းတိုင်းနှင့်ပြစ်ခတ်ကာလိုက်ကြရာ တပြေးမှာတောင်ကျိုးတစ်ခုချိုးလျက်ထွက်ပြေးွယ်ပြောက်သွားလေတယ်။ထိုအဖြစ်အပျက်မှာနက်နက်9နာရီမှ10နာရီအကြားတွင်ဖြစ်ပျက်ရာ ရုံးတက်ချိန်၌ပလေမင်းကြီးရုံးကန်းတွင်ဦးအောင်မြင့်နှင့်ရခင်ဌာနအုံများစုံတော်မင်းကြီးပါအကျိုးအကြောင်းပြောဆိုနေကြလေတယ်။ပလေမင်းကြီးကလည်းတပြေးနှင့်ပတ်သက်လျင်ဦးအောင်မြင့်အားအကြောင်းကြားသင့်လျက်မကြောက်ကောင်းလားဟုအပြစ်တင်ရာပလေများကလည်းအကြောင်းကြားရင်အချိန်မရသဖြင့် ချက်ချင်းသွားကြရာကြောင့်နှင့်ဥဒယရဲ့တိုင်ချက်ကို အစီရင်ခံကြလေတယ်။ဥဒယရဲ့တိုင်ချက်တွင်တပြင်းကအနုချမ်းစီပေငွေတထောင်တောင်ချောင်းပလိဌာနသို့အကြောင်းကြားရာကြောင်းများဖြစ်လေတယ်။ဦးအောင်မြင်ကပြုံး၍နားထောင်ပြီးမှပလိများအားထွက်ခွာစီလျက်ကိုအောင်မြင်ခဏိကိုအောင်မြင်သာဆိုလျင်တပြင်းဒုက္ခအရောက်ပဲခုတော့ပလိကလေးတွေမှလွတ်ခဲ့တာပေါ့။ ဦးသက်စီကနှရွာဆန်မင်းသမီးကြီးလက်ဆွတ်သူ့လိန်ယူထားတာကိုတွားပြီးတောင်းတာပါပဲမရသေးဘူးရလျင်ကိုအောင်မြင်ကို အကြောင်းကြားပါမယ်တပြင်းသူ့သောစာကို ပလိန်မင်းကြီးအားပြန်၍အကျိုးအကြောင်းပြန်ပြောလေတယ်ထိုနေ့ညဆယ်နာရီလောက်အချိန်တွင်ကရန်ကုန်မြို့တွင်ဘာမှမထူးကြတော့လဲပြည်လန်းဘက်တွင် ထူးကြသောအဖြစ်အပျက်တစ်ခုကိုကာယကံရှင်များသာသိကြလေတယ်ညဆယ်နာရီကား ဤလမ်းရှိစီစဉ်ရှင်များရင်းကုန်မြို့တွင်မှဘိုင်စကုတ်ကြည်ချင်းလဲပတ်ချင်းမှကားနှင့်ပြန်လာကြသောအချိန်ဖြစ်ပြီးကားတစ်စီးနှင့်တစ်စင်းများစွာအဆက်ဝေးရာငားမိုင်မရောက်ခင်၌လမ်းအရှိတ်ဘက်တွင်ကားတစ်စင်းကရွှေ၍နေပြီးလျင်လမ်းအနောက်ဘက်၌ခက်လန့်လန့်မှထိုးထွက်နေသောတံမီးရောင်ဖြင့်ပေါင်းမီဘိုးနှစ်ယောက်စကားပြောနေကြဟန်တူလေတယ်လမ်းဘက်တွင်ရပ်နေသဖြင့်တစ်စင်းတလေဖြတ်လာသောကားများမှာ အင်းစိန်ဘက်သို့သွားလျင်ဘဲဘက်တွင်တက်၍မသွားနိုင်ပေထိုသူနှစ်ဦးကိုရှောင်ကလမ်းအလေဘက်ကသွားကြရတယ်။ကားတစ်စင်းကခမြန်မြန်မောင်းလျက်ရှိရာအွန်တန်ကိုကျဲလောင်စွာပေးလေတယ်။လူလူနှစ်ယောက်နားသို့ ရောက်၍ဝါးတရိုက်ခန့်အလိုဘေးကပုတ်လျက်ရှောင်အတက်လူများနှင့်ကားဦးညှိလူတီနှင့်တကန်နဲ့လူတစ်ယောက်ကကားရှိတဲတဲ့သို့ထိုးကြလဲသွားရာကြွိခနဲမြီအောင်ဘရိတ်အုပ်ရန်လိုက်ရလေတယ်။ ကြသွားသူကကားပိုက်အောက်သို့ ရောက်ရှိနေရာကားပေါ်မှလူများကြပြားကြရာဆင်းခိုက်ကြံပေါင်းမိဖို့တူကခမရတို့မပြေးနဲ့လူသေးပြီးဟူပြောပြောဆိုဆိုခြောက်လုံးပြူနဲ့ချိန်ထားသဖြင့်ကားပေါ်ကလူများကြက်တီတေ၍နေကြလေတယ်ထိုပေါင်းမိဖို့ကပင်မြန်မာပန်ဖြင့်ဘဲနေဦးသက်ကျုပ်ကမမှတ်မိဘူးလားတပြင်းရင်ကြောက်လို့လက်စုပ်ကို အင်းစိန်ကညီတော်မောင်စီ ပို့မလို့မဟုတ်လားကိုင်းပေးပေး ဟူတောင်းရာဥတ္တမမငင်းတာတော့ပဲထုတ်ရွေးပြရလေတယ်။တပြင်းကလက်စကိုလက်နှိပ်တမင်းနဲ့ထိုးကြည့်ပြီးအဲဟုတ်ပြီ။ကျုပ်မျက်လုံးကဒီလောက်တညာကောင်းလေ။ဒါထက်ကောင်းအောင်ကအယုတ်ကြီးကလေးကစားဖို့တင်သွားပြီတော့ခမရလိုလေဒီနေရာမှာအချိန်ဖြုံးစီရအောင်မယ်။ကားဘိန်းဒါယာတစ်ခုကိုဓမြောင်နဲ့ထိုးဖောက်ပြီးလျင်လမ်းအရှိဘက်၌ရန်ကုန်ဘက်ဦးလှည့်ထားသောကားစီသို့သွားလေတော့တယ်။ ဥဒနဲ့၎င်းဒရိုင်ဘာမှာသပြင်းရဲ့ကားမီနီကလေးကိုမကြည်မချမ်းနဲ့ကြည့်ရှုရင်းကြံရစ်ခဲကြလေတယ်။ဒူရီယာမဂဇင်းဒီဇင်ဘာလ1938ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။